မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ရှဲသာကြွယ်ဝမှုကိုဖန်တီမီယုံကြည်မှုရှိုးဝဲရှဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကတော့ဆရာကြီး Never Gonna ရေးသားတဲ့ Your Faith is Your Fortune ဆိုတဲ့စာအုပ်ကထုံနှုံတင်ပြထားတာဖြစ်ပါတယ်ဒါကိုမြန်မာလိုဘာသာပြန်ပြီးပြောရမယ်ဆိုရင် ကိုယ့်ရဲ့ယုံကြည်မှုကကိုယ့်ရဲ့ကင်ကျင်မာပေးဖြစ်ပါတယ် ျွန်တော်တို့လူသားတွေဟာရှမ်းသာကြွေဝါရှင်ကြတယ်အောင်မြင်ရှင်ကြတယ်ရှင်ရှင်မေတ္တာတွေကိုရယူပိန်ဆိုင်လိုကြတယ်အရာခက်သိမ်းမှာ အောင်မြင်ရှင်ကြတယ်ဒါကြောင့်ကျွန်တော်တို့လူသားတွေဟာဘဝရဲ့ရွှေဝဲနနေမှုတွေကို နားလေဖို့နဲ့ကိုယ့်ရဲ့ကင်ကြမာကို အတိုင်းအတာတစ်ခုထိထိန်းချုပ်နိုင်ဖို့အမည်ဆင်တာရှိနေကြတယ်။ဒါကြောင့်ကိုလိုရှင်နေတဲ့အဖြေတွေကိုရရှိဖို့ပြင်ပလောကထိပ်မှာရှာဖွေနေကြတဲ့လူတွေအများကြီးရှိပါတယ်။ ဒီနေရာမှာဆရာကြီး Neville Goda ကတော့တမယောကျတွေးခုမှုတွေကိုဆင့်ကျင်ပြီးရင်မတူရှားနာတဲ့အစွန်းထက်တဲ့ရှုထောင့်အသစ်တွေကိုဖော်ပြခဲ့ပါတယ်။ဒီရှုထောင့်အသစ်တွေဟာတမယောကျအတွေးအခေါ်တွေနဲ့ပြောင်းပြန်ဖြစ်နေတဲ့အတွေးအခေါ်တွေဖြစ်ပါတယ်။ဒီအတွေးအခေါ်တွေဟာကျွန်ုပ်တို့ရဲ့ဘဝကိုရှမ်းသာကြွေဝါးစေမိလင်းချောင်းအပေါ်ကိုဆွေးတင်သွားမိအတွေးအခေါ်တွေဖြစ်ပါတယ်။ ဒီလိုပြောင်းပြန်အတွေးအခေါ်တွေထေကမှာအရေးကြီးတဲ့အတွေးအခေါ်လေးချက်ကို ပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်1အချက်ကတော့သင်ရဲ့အသိစိတ်ဟာသင်ဖြစ်တည်မှုရဲ့အစိတ်အပိုင်းတစ်ခုမျှသာမဟုတ်ဘဲဖျားသခင် ကိုယ်တိုင်ဖြစ်ပါတယ်။ဆရာကြီးနေဘဂောရရဲ့အခြေခံအကြဆုံးအယူအဆတစ်ခုရှိတယ်။ အဲ့ဒီအယူအဆကဘာလေးဆိုရင် လူတိုင်းလူတိုင်းမှာငါဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒီလိုကိုယ့်ရဲ့ဖြစ်တည်မှုကို သိနေတဲ့အသိစိတ်တစ်ခုဆိုတာရှိတယ်။အဲ့ဒီလို သိနေတဲ့အသိစိတ်ဟာတဆူသေးသောဖရာသခင်နဲ့ဖယ်ဆင်းရှင်ဖြစ်တည်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒီနေရာမှာဖရာသခင်တော့ပြောနေတဲ့စကားကတော့ God ကိုဆိုလိုပါတယ်။ကိုယ့်ရဲ့အသိစိတ်ဟာ God ဖြစ်တယ်တော့ပြောလိုက်တာကလေ ကိုအတွင်းမှာရှိနေတဲ့ဖန်တီးနှိုင်ဆုံးကိုအသိအမဲ့ပြုတ်လိုက်တာပဲဖြစ်ပါတယ်ဒီကမ္ဘာလောကကြီးတစ်ခုလုံးနဲ့အဲ့ဒီလောကကြီးအတွင်းမှာရှိနေတဲ့အရာအလုံးဟာအသိစိတ်ရဲ့ manifestation တွေပဲဖြစ်ပါတယ်တနည်းအားဖြင့်ပြောမေဆိုရင် အသိစိတ်ရဲ့ဖန်တီးမှုတွေက ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်ဒီအတွင်းအခေါ်ဟာအပြင်ဖက်မှာရှိနေတဲ့နတ်ဖယဒါမှမဟုတ် ရုံဝဲထူးဆင်တဲ့အရာတွေကိုယုံကြည်တာတွေနဲ့နှိမ့်ရှင်လိမ့်မည်ဆိုရင်အလွန်အမင်းကိုအစွန်ရောက်ပြီးဘဝကိုပြောင်းလဲနိုင်စွမ်းရှိပါတယ်။ဒီအသိဉာဏ်ကိုလက်ခံလိုက်တာနဲ့တပြိုင်နက်လူသားတယောက်ဟာသူ့ရဲ့ကဘာကြီးကို အကျိုးမရှိတဲ့မြေလွဲတစ်ခုအဖြစ်ကနေပြီးတော့မိမိစိတ်ကြိတ်စိတ်ပျော်နိုင်တဲ့မြေဩဇာကောင်းတဲ့လေခွဲတစ်ခုအဖြစ်တော့ပြောင်းလဲနိုင်ပါလိမ့်မယ်။ ဒါတွေကိုအချင်းချင်းလို့ပြောမိဆိုရင်မိမိကိုယ်တိုင်ပင်ရင်ဖျားသခင်ဖြစ်တယ်မိမိကိုယ်တိုင်ပင်ရင် God ဖြစ်ပါတယ်။နေမင်းနဲ့အရှင်ကတော့တဲမာကျင်းစာသည်သမိမ့်မဲ့တဲမဟုတ်ပါဘူးစိတ်ပိုင်းဆိုင်ရာလဲညွန်ရှဲဖြစ်ပါတယ်။ဆရာကြီးနေဘဂရဟာတမန်ကျင်းစာကိုတမန်ဝင်မှတ်တမ်းတစ်ခုအဖြစ်မရှုမြင်ဘဲနဲ့ဇက်ကောင်တွေဇလန်းတွေနဲ့အတူတကွလူသားတွေရဲ့စိတ်အကြီးအသွေးတွေကိုတင်စားထားတဲ့ စိတ်ပိန်ဆိုင်ရာပြဆဲကြီးတစ်ခုအဖြစ်ပဲအတိတ်တွေဖွင့်ဆိုခဲ့ပါတယ်။ဥပမာ တပည့်တော်12ပါးဆိုတာကစိတ်ရဲ့အရင်အရှင်12မျိုးကိုကိုးစားပြုပါတယ်။ဆိုင်းမွန်ပီတာဟာစီကင်ရှိတဲ့ကြားနာရှင်ကိုကိုးစားပြုပြီးရင်အန်ဒရူးကတော့ရေးစွမ်းသက်တည်ရှိတာကိုကိုးစားပြုပါတယ်။ဂျိမ်းစ်ကတော့ဖြောင့်မဲ့တဲ့တရားသူကြီးအဖြစ်ကိုကိုးစားပြုပါတယ်။ဒီလိုရှုထောင့်တွေဒီလိုအတွေးအခေါ်တွေဟာအရင်ကိုအစွန်းထက်ပါတယ်။ဘာဖြစ်လို့လဲဆိုရင် ကမဲလူတွေရဲ့အမြင်မှကဒီလိုရှေးဟောင်းကျင်းငယ်တွေဟာကိုကိုွေဆူတောင်းဖို့စင်းမြင်တွေအဖြစ်သက်မဲ့တယ်။ဒါပေမဲ့ဆရာကြီးနေဘဂေါ်တာတို့လိုပုံကိုတွေကြတော့ဒီလိုရှေးဟောင်းကျင်းငယ်တွေကိုမိမိရဲ့အသိစိတ်ကိုကျွမ်းကျင်ပိန်နိုင်စွာထိုင်ချုပ်ဖို့အတွက်လက်တွဲကြတဲ့လဲညွင့်တစ်ခုအဖြစ်သောပြောင်းနေလိုက်တယ်။ တဲမကျင်းစာကိုစိတ်ပိုင်းဆိုင်ရာပြဆဲကြီးတစ်ခုအဖြစ်ရှုမြင်ပြီးရင်ဇက်ကောင်တွေတယုတ်ဆောင်တွေအားလုံးကိုကိုယ့်ရဲ့သိစိတ် consciousness ရဲ့အရင်အသွေးတွေဂုံကြီးတွေအဖြစ်တင်စားလိုက်တဲ့အခါမှသာနဲ့ရင်အဲ့ဒီတဲမကျင်းစာဟာကျွန်ုပ်တို့အတွေ့မှန်ကန်တဲ့လဲမယ်ကို အလင်းပြနိုင်ပါလိမ့်မယ်နေမဲသောအချက်ကတော့တင့်ဘဝကို ပြောင်းလဲလို့လျင်တင့်စင်တာပြေဝါသွားတဲ့ခံစားချက်ကို ခံယူရမှာဖြစ်ပါတယ် ကိုစင်တာပြေဝါသွားပြီ ဆိုတဲ့ခင်စားချက်ကိုခင်စားပေးရမေဆိုတဲ့စကလုံးကတော့ DC ရဲ့ဗီဒီယိုတော်တော်များများမှာကြားမှုကြပါလိမ့်မယ်ကိုမွားကိုအပြောင်းလေးပြုလို့ရှင်တယ်ရှဲသာကြွယမှုတွေကိုရယူရှင်တယ်အောင်မြင်မှုတွေကိုရယူရှင်တယ်ချစ်ရှင်မေတ္တာတွေကိုရယူရှင်တယ်ဆိုရင်လိုရှင်တဲ့အရာရယူနေပြီဆိုတဲ့စိတ်ခင်စားချက်ကိုခင်စားပြီးရရှိနိုင်ပါတယ်ဆိုပြီးတော့ဆရာကြီးနေပါကောတာကပြောထားပါတယ် ဒါကစ조사ရုံးကင်ပြီးရယူနေတာလေးမဟုတ်သလိုအလုပ်တွေအများကြီးပြုလုပ်ပြီးရယူနေတာမျိုးလေးမဟုတ်ပါဘူး။လိုရှင်နေပါတယ်တော့တိနေတဲ့စိတ်ရဲ့အရှိအနေကိုစွန့်လွှတ်ရမှာပဲဖြစ်ပါတယ်။ manifestation ပြုလုပ်ပြီးရင်လိုရှင်တဲ့အရာကိုဖန်တီးရယူတွေဆိုတာကအဲ့ဒီလိုရှင်တဲ့အရာတွေရနေပြီဆိုပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာဆွေးမဲထားမှာဖြစ်တယ်အဲ့ဒီလိုဆွေးမဲပြီးတဲ့အခါမှာမှအဲ့ဒီအရာတွေဟာရုပ်ပိုင်းဆိုင်ရာအရှိအနေမှာပေါ်လာတတ်ပါတယ် ဒါကြောင့်လူရှင်တဲ့အရာတွေကို manifestation ပြုလုပ်တဲ့အခါအောင်မြင်မှုတွေကျင်းမာမှုတွေရှင်းသာကြွယ်ဝမှုတွေကို manifestation ပြုလုပ်တဲ့အခါအဲ့ဒီအရာတွေရရှိပိန်ဆိုင်နေပြီဆိုတဲ့စိတ်ခင်စားချက်ကို ကိုယ့်ရဲ့အသိစိတ်ပေါ်မှာ ပထမဆုံးဆွေးမဲ့စေရမှာဖြစ်ပါတယ်။ဒါကအနာကဲမှာတစုံတစ်ခုကိုတောင်းတရှင်သို့မဟုတ်ကျွန်ုပ်ဖြစ်လာလိမ့်မည်ဆိုတဲ့ပုံစံမျိုးမဟုတ်ပါဘူး။အခုလက်ရှိပြစ်စုပင်တစ်တစ်အချိန်မှာပင်နေရင် အဲ့ဒီလိုရှင်တဲ့အရာကိုပိန်ဆိုင်နေပြီးတော့ကြီးညာလိုက်တာဖြစ်တယ်။ဒါကြောင့်ကျွန်ုပ်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးအနေနဲ့ကိုယ့်ရဲ့သိစိတ်ထဲမှာဆွေးမဲအောင်ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။ဥပမာမိတ်ဆွေဟာအောင်မြင်မှုတစ်ခုကို လိုရှင်နေတယ်ဆိုရင်ငါအောင်မြင်နေပြီ။ အဲ့ဒီလိုဆွေးမင်းအောင်ပြုလုပ်ရမယ်။ငွေကြေးမြောင်များစွာကိုပိန်ဆိုင်လို့ရှင်တယ်ဆိုရင်ငါငွေကြေးမြောင်များစွာပိန်ဆိုင်နေပါပြီ။အဲ့ဒီလိုပုံစံမျိုးအနေနဲ့ကိုယ့်ရဲ့စိတ်ထင်းမှာပြည့်စုံပေတိတိအရှိအနေနဲ့သာဆွေးမင်းအောင်ပြုလုပ်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့တော်တော်များများဟာတစုံတစ်ခုကိုလိုရှင်တဲ့အခါစွန့်လက်အနစ်နာခံမှုတွေပြုလုပ်ကြတယ်ကြိုးပဲ့ယုံကယ်မှုတွေပြုလုပ်ကြတယ်ဒီလိုပြုလုပ်ုံတက်တက်နဲ့တော့အောင်မြင်မှုကိုရရှိနိုင်မှာမဟုတ်ပါဘူး ဒါပေမဲ့စ조사အထုံးမှုတွေမပြုလုပ်ရဘူးလို့လေမဆိုလိုဘူးစွန့်လွှတ်အနစ်နာခံမှုတွေမပြုလုပ်ရဘူးလို့လေမဆိုလိုပါဘူးအတင်းကပြုလုပ်ရမှာကလူရှင်တဲ့အရာရရှိနေပြီဆိုတဲ့အသည့်တရားကိုကိုယ့်ရဲ့အသည့်စိတ်မှာဆွေးမြေ့အောင်ပြုလုပ်ရမှာပဲဖြစ်ပါတယ်ကိုပြုလုပ်နေတဲ့ manifestation အောင်မြင်မှုတွေရရှိနိုင်ဖို့ကိုယ့်ရဲ့လက်ရှိအခြေအနေကိုသိနေတဲ့အသည့်စိတ်ကိုစွန့်လွှဲပြီးအဲ့ဒီအရာထက်ပိုမိုမြင့်မားတဲ့အဆင့်ကို တက်လှမ်းပြီးရင်အောင်မြင်မှုတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။နေမင်းရဲ့အချက်ကတော့ဆရာသခင်တွေကို ရှာဖွေရှင်းကိုရည်တင်လိုက်ပါ။သင်ကိုယ်တိုင်သာသင်ဤကီတင်ရှင်ဖြစ်ပါတယ်။ဆရာကြီးနေဘဂောဒဟာပြင်ပကအာနာဘိန်တွေညင်အလင်းရပြည့်တဲ့ဆရာသခင်တွေဒါမှမဟုတ်ဂ ुरु ကြီးတွေကိုလက်မခံပြီးပေးရှားခဲ့ပါတယ် တူဦးရေးဖြစ်ဖြစ်ရင်စစ်မှန်တဲ့ဆရာသခင်နဲ့ကေတင်ရှင်ကတော့မိမိရဲ့အသိစိတ်အထင်းမှရှိနေတဲ့ငါဖြစ်တယ် I am ဆိုတဲ့အချက်သားလည်းရင်ဖြစ်ပါလေဆိုပြီးတော့ဆရာကြီးနေဘဂေါဒကရှင်းပြခဲ့ပါတယ်။ဒီအတွေးအခေါ်ဟာအရင်ကို အင်အားဖြည့်စေတဲ့အတွေးအခေါ်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်လူတော်တော်များများဟာ တခြားလူတယောက်ရဲ့အတီးပြူရှစ်တွေလဲညွယ်မှုတွေကိုလိုအပ်ကြပါတယ်။ဒါပေမဲ့ဒီအတွင်းအခေါ်ဒီအယူအဆကိုအသုံးပြုလိုက်တဲ့အခါပြင်ပကအတီးပြူရှစ်တွေလဲညွယ်မှုတွေကိုလိုအပ်နေတာကလွမြောက်စေပြီးရင်ကြီးမားတဲ့လွတ်လွတ်မှုကိုရရှိစေပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီအတွေးအခေါ်ဒီအယူအဆရှိတဲ့အခါကျွန်ုပ်တို့ဟာ တခြားလူတစုံတယောက်သို့မဟုတ်တခြားအရာတစ်ခုခုကကျွန်ုပ်တို့ကိုကေတင်ပါလိုက်မည်ဆိုပြီးတော့စောင့်ဆိုင်နေဖို့မလိုအပ်တော့ပါဘူး။ဆရာသခင်တွေကိုယုံကြည်လိုက်ပြီဆိုရင် ကိုဟာကျွန်ဖြစ်တယ်ဆိုတာကိုဝန်ခံလိုက်တာပဲဖြစ်ပါတယ်။ကျွန်တွေမှသာလျင်သခင်ရှိပါတယ်။ဒါကြောင့်ကိုရဲ့အတွေးအခေါ်အယူအဆတွေကိုပြောင်းလဲလိုက်ပါ။ အဲ့ဒီလိုပြောင်းလဲလိုက်တဲ့အခါမိမိကိုယ်ကိုယူဆထားတဲ့အယူအဆအသည့်နဲ့ကိညီစေဖို့ကိုယ့်ရဲ့ကဘာကြီးကို အလိုလျောက်ပြောင်းလဲသွားစေပါလိမ့်မယ်။အခုပြောပြခဲ့တဲ့အချက်လေးချက်ဟာတာမင်အတွေးအခေါ်တွေကို ပြောင်းပြန်လှင်လိုက်တဲ့အရေးအကြီးဆုံးအတွေးအခေါ်အယူအဆလေးချက်ပဲဖြစ်ပါတယ်။ဒီလေးချက်ဟာဆရာကြီး Never Gotta ဖော်ပြခဲ့တဲ့အချက်တွေဖြစ်ပါတယ်။ ဆက်နေပြီးရင်ကျွန်ုပ်တို့ရဲ့အသိစိတ် consciousness ဟာကျွန်ုပ်တို့ရဲ့ကင်ကြမာကိုဘလို့ပုံဖော်နေသလဲဆိုတာကိုဆက်လက်ပြောပြပါမယ်။လူတိုင်းလူတိုင်းမှာ အသိစိတ်ကဥတည်နေပြီးရင်တည်ကြည်မှုဖန်တီးမှုတို့ဟာ လူရဲ့ကင်ကြမာတွေကိုပုံဖော်နေပါတယ်။သိစိတ်တည်ကြည်မှုနဲ့ဖန်တီးမှုဆိုတဲ့သဘောတရားသုံးခုဟာလူဘဝအတွေ့အကြုံတွေကိုဖန်တီးတဲ့စိတ်ပိုင်းဆိုင်ရာဥပဒေသားတစ်ခုအဖြစ်လှုပ်ဆောင်နေပါတယ်။ consciousness ဆိုတဲ့ကျွန်ုပ်တို့ရဲ့သိစိတ်ဟာဖန်တီးမှုရဲ့အဓိက အရင်းခံဖြစ်တယ်။အဲ့ဒီသိစိတ်ဟာဖန်တီးမှုရဲ့တခုတည်းသော foundation အရှိခံအုံမြင့်တခုတည်းသောဥပဒေသားဖြစ်တယ်။အဲ့ဒါကိုငါဖြစ်တယ် I am လို့ဆိုပြီးရင်အဲ့ဒါသိပြီးနေရင် God ဆိုတဲ့ဘုရားသခင်ဖြစ်တယ်ဆိုပြီးတော့ဆရာကြီး Never God ကအတိတ်ဖြွင့်ဆိုထားပါတယ်။ I am ဆိုတဲ့ပုံတည်းမေးတဲ့အသိသဘောဟာမိမိကိုယ်ကိုတစုံတရာဖြစ်တည်တော့စိတ်ကူးပုံဖော်လိုက်ရှင်ဖြင့်အရှင်အနေအရဲရဲကိုဖြစ်ပေါ်စေပါတယ်။ဒါကြောင့်လူတွေဟာမိမိကိုယ်ကိုယုံကြည်တဲ့အတိုင်းပဲပေါ်ပြနေတာဖြစ်တယ်။ ဥပမာငါကရှင်းတာတယ်ငါကငွေရှာရလွေကူတယ်ငါကဆင်းရဲတယ်ငါကငွေကြီးကဲမကောင်းတဲ့ဘူးငါကအချင်းရင်းနဲ့ပတ်သက်ရင်ကဲကောင်းတယ်ငါကစာမွေးဝေးလာကီကောင်းတယ်စသဖြင့်မိမိကိုယ်ကိုယုံကြည်တဲ့အတိုင်းပဲဖော်ပြနေကြတာဖြစ်တယ်အဲ့ဒီလိုဖော်ပြဖို့အတိုင်းပဲကိုယ့်ရဲ့ဖြစ်တည်မှုကလေတွန်းအားပေးနေတာဖြစ်တယ်မိမိကိုယ်ကိုယုံကြည်တဲ့အတိုင်းဖော်ပြရတာကတဆင့်ကိုယ့်ရဲ့ကင်ကြမာကိုအမိန့်ချမှဲလိုက်တာပဲဖြစ်ပါတယ် လူတွေဟာကိုတွေးကြုံရမယ့်အရာတွေကို အမြင်နဲ့အမိန့်ချမဲ့နေတယ်ကြပါတယ်ဒီလိုအမိန့်ချမဲ့တာကိုစကလုံးတွေနဲ့ပြုတ်လုံးနေတာတက်တက်မဟုတ်ဘဲအတိသဘောမှာပြုတ်လုံးနေတာဖြစ်ပါတယ်သိစိတ်နဲ့ပြုတ်လုံးနေတယ်လို့ဆိုလိုပါတယ်လူတွေဟာမိမိကိုယ်ကိုဘလို့လူဖြစ်တယ်တော့သိရှိနေတဲ့အရာကိုအလိုလျောက်ဖော်ပြနေကြတာပဲဖြစ်ပါတယ်အဲ့ဒီလိုသိနေတာကအစပြုပြီးရင်ကင်ကြမာဆိုတာဖြစ်ပေါ်လာတယ် ဒီတော့ကိုယ့်ရဲ့ကင်ကြမာကို ပြောင်းလဲလို့ရင်တော့ကိုယ့်ရဲ့အသိစိတ်ကို ပြောင်းလဲပေးဖို့တော့လိုအပ်ပါတယ်ဖန်တီမှုဆိုတာကလေကိုယ့်ရဲ့အသိစိတ်ထဲမှာရှိနေတဲ့တစုံတစ်ခုခုကိုလိုရှင်နေတဲ့အရှိအနေတစ်ခုကစတင်ဖြစ်ပေါ်လာတာပဲဖြစ်တယ်။ဒီတော့ကိုလိုရှင်တဲ့အရာတွေအကောင့်ထေပေါ်လာစေဖို့ကိုသိနေတဲ့အဲ့ဒီသိရှင်းဆိုတဲ့အသိသဘောတရားကိုမြင့်တင်ဖို့လိုအပ်ပါတယ်။ ဒီလိုမြင့်တင်နိုင်ဖို့ကဲတဲ့ခံထားရတဲ့သိစိတ်ကိုလွှတ်ရှားဖို့လိုအပ်တယ်။ကဲတဲ့ခံထားရတဲ့သိစိတ်ဆိုတာဘလို့ဟာမျိုးလေးဆိုရင် အလွေဆုံးပြောရရင်တော့ limiting belief တွေဖြစ်တာပေါ့နော်။ limiting belief ဆိုတာငါကအယုံမလှလို့ဒါဖြစ်လာမှာမဟုတ်ဘူးငါကပညာမတဲလို့အဲ့ဒီအရာတွေရမှာမဟုတ်ဘူးငါကမရှင်းတာလို့ဒါတွေကိုပြုလုပ်နိုင်မှာမဟုတ်ဘူးအဲ့ဒီလိုမျိုးကဲ့တဲ့ခံထားရတဲ့စိတ်ကိုဆိုလိုပါတယ် အရှင်ရင်းမှာကြပြင်လေ तू ကငါ့ကိုဖုံးဆဲမှာမဟုတ်ဘူး तू ကငါ့ကိုဖုံးခေါ်မှာမဟုတ်ဘူး तू ကငါ့ကိုတွေ့ရှင်မှာမဟုတ်ဘူးစသည်ဖြင့်အကြောင်းပြချက်ကတော့အမျိုးမျိုးရှိနေတယ်ပြီးတော့လိုရှင်တဲ့အရာတွေရရှိလာဖို့ manifestation ပြုလို့အကောင့်အထည်ပေါ်တဲ့အခါမှာဒီလိုကင်းသက်ထားတဲ့အသည့်တရားတွေကို လုံးဝစွန့်ပေပြီးရင်ကိုလိုရှင်တဲ့အရာရရှိနေပြီဆိုတဲ့အသည့်သဘောအဆင့် ठी ကိုမြင့်တင်ရမှာဖြစ်ပါတယ် ကိုယ့်ရဲ့တိစိတ်ထိမှာ လိုရှင်တဲ့အရာရနေပြီးတော့သိနေရမှာဖြစ်တယ်။ universe ကကိုလိုရှင်တဲ့အရာကိုတောင်းဆိုတဲ့အခါကိုလိုရှင်တဲ့အရာရနေပြီဖြစ်နေပြီဆိုတဲ့အပြုသဘောဆောင်တဲ့သိစိတ်နဲ့သာ တောင်းဆိုလို့ရမှာဖြစ်ပါလေ။ရှင်းသာကြွယ်ဝမှုအပအဝင်အောင်မြင်မှုတွေချစ်ချင်းမေတ္တာတွေစသည်ဖြင့်ဘေးအရာကိုမဆိုကိုယ့်ဘဝအထက်မှာရလာစေဖို့အဲ့ဒီလိုရှင်တဲ့အရာ ဖြစ်ပေါ်လာအောင်ကြိုးစားတာတဲ့ အဲ့ဒီအရာတွေရရှိပြီးနေပြီးရနေပြီးလိုရှင်တာတွေဖြစ်နေပြီးဖြစ်ရှင်တာတွေဖြစ်နေပြီးတော့အတိအမဲ့ပြုလုံရှင်ကတော့ပို့တော့အရေးကြီးပါလေတစုံတစ်ခုခုရရှိဖို့အတွက်မစ조사နဲ့လို့တော့မဆိုလိုပါဘူးဒါပေမဲ့조사တာထက်ကိုလိုရှင်တဲ့အရာရနေပြီးဖြစ်နေပြီးတော့အတိအမဲ့ပြုတာကပို့အရေးကြီးပါလေဒါကြောင့်ကိုလိုရှင်တဲ့ရှမ်းသာကြွယ်ဝမှုတွေအောင်မြင်မှုတွေချစ်ချင်းမေတ္တာတွေကိုပိန်ဆိုင်နိုင်ဖို့ အပြင်ပလောကကို ပြောင်းလဲဖို့ကြိုးစားနေမိအစကိုယ့်ရဲ့အတွင်းထေးကကိုယ့်ရဲ့စိတ်ထေးကအထင်အမြင်တွေကိုသာ ပြောင်းလဲဖို့လိုအပ်ပါတယ်။လူရှင်တဲ့အရာတွေကို universe ကတောင်းဆိုတဲ့အခါမှလေအဲ့ဒီအရာဖြစ်လာလိမ့်မေတော့မတောင်းဆိုဘဲနဲ့အဲ့ဒီအရာဖြစ်နေပြီလို့သာတောင်းဆိုရမှာဖြစ်ပါတယ်။ရှင်းပါကြွေဝမှုကိုလို့ရှင်ရှင်းပါကြွေဝလာလိမ့်မီတော့စိတ်ထင်းမှာမတွေ့တော့ဘူးရှင်းပါကြွေဝနေပြီလို့သာ တွေ့တော့ဖို့လိုအပ်ပါတယ် ဆက်လက်ပြီးပြောမေဆိုရင်ကိုယ့်ရဲ့စိတ်ကူးထင်းမှာရှိနေတဲ့အရာတွေဟာကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေမှာပြသလာနိုင်ဖို့ခိုင်မာတဲ့ယုံကြည်ချက်နဲ့တည်ငြိမ်မှုတွေရှိဖို့လိုအပ်ပါတယ်ယုံကြည်မှုလို့ပြောလိုက်တဲ့အခါဖျားသခင်ကိုယုံကြည်ရှင်းဆိုတာကမိမိကိုယ်ကိုယုံကြည်မှုနဲ့ပဲတိုင်တားရမှာဖြစ်တယ် တန်တရားတွေနဲ့ပြောင်းလဲနေတဲ့စိတ်အစဉ်တွေတော့ရှိနိုင်တယ်ဒါပေမဲ့ယုံကြည်ချက်ကိုတော့ခိုင်မာအောင်တည်ဆောက်ဖို့တော့လိုအပ်ပါတယ်တစုံတစ်ခုကိုလိုရှင်ပြီးတော့တွေးတောလိုက်တဲ့နောက်ပိုင်းမှာအဲ့ဒီအရာကိုရအောင်ပြုလုပ်မေလို့စဉ်းစားလိုက်တဲ့အခါပြင်ပအရှိအနေတွေဟာဘလို့ပုံစံမျိုးပဲရှိနေပါစေအဲ့ဒီအရှိအနေတွေပေါ်မှာမတုံမလှုပ်ပဲတည်ငြိမ်စွာဆက်လက်ရှိနေရမှာဖြစ်တယ် ပမာချစ်သူဟောင်းကိုပြင်လို့ရှင်နေဆိုပါစို့အဲ့ဒီတော့ချစ်သူဟောင်းကနင့်ဝငါမတွေ့ရှင်ဘူးနင်းနဲ့ဘေတော့မှလေးတွေ့မှာမဟုတ်ဘူးနင်းမျက်နှာကိုငါမမြင်ရှင်ဘူးစသဖြင့်အဲ့ဒီလိုစကားလုံးတွေပြောလာတယ်အဲ့ဒီအခါမှာကိုယ့်ရဲ့စိတ်ဟာဘလို့ရှိသွားမလဲဒီအရှိအနေပေါ်မှာမတုံမလှုပ်ပေးတည်ငြိမ်စွာဆက်လက်ရှိနေနိုင်မှာလား तू ပြောလိုက်တဲ့စကားတွေကြောင့်နာကျင်ပြီးရင်သူ့ကိုမလို့ရှင်ပြီးနဲ့ဖြစ်သွားမှာလားလူတချို့ကတော့နာကျင်တဲ့စိတ်ဖြစ်သွားနိုင်တယ်နော် ဒီလိုပဲတချို့သောအောင်ပွေးခံရမယ့်ကိစ္စတွေမှာလေအဲ့ဒီလိုပုံစံမျိုးပဲအရှိအနေပေါ်မှာမတုံမလုံတိငိမ့်စွာဆက်လက် တည်ရှိနေမှတာလျင်ကိုလိုရှင်နေတဲ့ပဲတိုင်ကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့စင်တာနဲ့ဆင်းကျင်တဲ့အရာတွေကို လုံဝါဂရုမစိုက်ပါနဲ့။မိစွေရရှမ်းသာကြွယ်ဝမှုတွေကိုလိုရှင်နေဆိုရင်စင်းရဲငင်းမွဲ့တာတွေရှားပါတဲ့အရာတွေပေါ်မှာဂရုစိုက်နေစရာမလိုပါဘူး။ ကိုမလို့ရှင်တဲ့အကြောင်းအရာတွေပြဿနာတွေဖြစ်လာနေမေဆိုရင်လေအဲ့ဒီပြဿနာတွေကိုတိုက်ခိုက်နေမေအစအဲ့ဒီအရာပေါ်မှာထားရှိနေတဲ့အာယုံတွေကို လုံဝါရုပ်သိမ်းလိုက်ပါကိုမလို့ရှင်ကိုမဖြစ်ရှင်တဲ့အရာတွေပေါ်မှာအာယုံစိမ့်မှုကိုရုပ်သိမ်းလိုက်တဲ့အခါအဲ့ဒီအရာတွေဟာကိုဘဝအထိကတဖြည်းဖြည်းပျောက်ကွေသွားမှာပဲဖြစ်ပါတယ် ဒါကြောင့်သိစိတ်ထင်းမှာကိုမလို့ရှင်မဖြစ်ရှင်တဲ့အကြောင်းအရာတွေကိုမတွေးတွန်းနေပြီးကိုဖြစ်ရှင်တဲ့အရာတွေကိုလို့ရှင်တဲ့အရာတွေကိုပဲတွေးတွန်းနေဖို့အဓိကအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီသိစိတ်ဟာ ဖန်တီးရှင်အလုံးရဲ့အရှိခံဖောင်တင်းရှင်ပဲဖြစ်ပါတယ်။ညီကောင်ရှောင်းအနေနဲ့ပြောမေဆိုရင်ကျွန်ုပ်တို့ရဲ့သိစိတ်နဲ့ခံစားချက်တွေဟာ ကျွန်ုပ်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေတွေကျွန်ုပ်တို့ကြုံတွေ့ရမယ့်အကြောင်းအရာတွေကို ဖြစ်ပေါ်စေတဲ့အထူးကအကြောင်းရင်းပေးဖြစ်ပါတယ်ဒါကြောင့်သီထာရမှာကတော့ကျွန်ုပ်တို့ဟာအရှိအနေတွေရဲ့သားကောင်တွေမဟုတ်ဘဲနဲ့ကျွန်ုပ်တို့ရဲ့သီစိတ်တွေကပဲအရှိအနေတွေကိုဖန်တီးနေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်ုပ်တို့ရဲ့သီစိတ်ဟာကျွန်ုပ်တို့ရဲ့ဘဝကိုဖန်တီးနေတဲ့ဘုရားသခင်ဖြစ်ပါတယ်။ဒါကြောင့်ကိုကိုတိုင်းသားလျင် God ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့လေကိုလိုရှင်နဲ့ရှင်းသာကြွယ်ဝမှုကိုဖန်တီးနိုင်ဖို့ God ဖြစ်တဲ့သိစိတ်ကိုအသုံးပြုပြီးရင်ဖန်တီးရယူနိုင်ပါတယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုနှီးခုံးချုပ်ပြစီဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်